ချစ်ဖူးခဲ့သမျှနောင်နာမရခဲ့ပါ။အမှန်နှလုံးသားရှိပါတယ်။ဟိုလေအာခံစားရတယ်အဲ့လိုစိတ်မကောင်းဖြစ်တာပေါ့နော်စိတ်မကောင်းဖြစ်တယ်ဘုထမင်းမစားနိုင်ဘူး။ဝိတ်ချရတဲ့နေရာမှာတော့အသုံးဝင်သွားတာပေါ့။ အဲ့ဒီရက်တွင်းမှာ stress အများဆုံးနဲ့အပြိုင်ဆုံးပဲဒါပေမဲ့စိတ်ညစ်နေရာတွေကြုံလာတဲ့အချိန်မှာအလုပ်တွေကိုပေးလုပ်ထားတယ်အလုပ်တွေလုပ်ဆန်းဆိုပြီးတော့အဲအဲ့ဆိုတော့နည်းနည်းတက်တက်တတရှိပါတယ်ငိုတရာရှိရတော့ငိုလိုက်တယ်ပြီးတရာရှိရပြီးသွားရယ်ဟုန်တိုင်းပြီးသွားရင်လေးပြီးတော့ဆိုတာလာမှာပဲအကောင်းဆုံးနေဖြစ်လာမှာပါလို့ယုံကြည်ပါတယ်ချစ်ဖူးရဲ့မြနောင်နောင်မြပါစိတ်ညစ်ရာတွေတွေ့ရတဲ့အချိန်မှာပိုဘာလုပ်လဲဆိုတော့ကိုယ်လည်းတမန်လူသားတယောက်ပါပဲဥပမာနှလုံးသားရှိပါတယ်လေ အာခံစားရတာလေအဲ့လိုစိတ်မကောင်းဖြစ်တာပေါ့နော်စိတ်မကောင်းဖြစ်တယ်ပို့ထမင်းမစားနိုင်ဘူးအဝိတ်ချရတဲ့နေရာမှာတော့သုံးဝင်သွားတာပေါ့ထမင်းမစားနိုင်ဘူးဆိုစိတ်ညစ်ပြီးတော့စိတ်မစားနိုင်တော့အာပြီးတော့အဲ့စိတ်ညစ်ရကြတဲ့ဟောမဟိုသတင်းကျအလွမ်းအချက်မှတ်တမ်းအာ music video ရိုက်ကူးရေးကလည်းဝင်လာတာဟာမင်းသားရင်၄ယောက်လောက်နဲ့အာမဟိုရုပ်ရည်တွေခန့်နေရပဲမေချိုကြီးနဲ့ကလေးတွေနဲ့ဟာ အဲ့ဒီရက်တွင်းမှာ stress အများဆုံးနဲ့အပြိုင်ဆုံးပဲဒါပေမဲ့စိတ်ညစ်နေရာတွေကြုံလာတဲ့ချိန်မှာအလုပ်တွေကိုပေးလုပ်ထားတယ်။အလုပ်တွေလုပ်ဆန်းဆိုပြီးတော့အဲဆိုတော့နည်းနည်းတက်တက်တတရှိပါတယ်။ငိုတရာရှိရတော့ငိုလိုက်တယ်ပြီးတရာရှိရပြီးသွားတယ်။အခုအများနဲ့တွေးထားပါတယ်။ဘယ်အောင်မြင်မှုမဆိုဘရောအခက်ခဲတွေရှိမယ်၊တောကတွေရှိမယ်၊မျက်ရည်တွေရှိမယ်။အဲ့အောင်မြင်မှုတွေရဖို့ဆိုတာလွယ်လွယ်နဲ့မဖြစ်ဘူးဆိုတဲ့ဟာကိုပို့ပို့အဲယုံလဲယုံကြည်ထားရတယ်။ခံလဲခံယူထားရတဲ့အတွက်ကြောင့် โอเคငါဒါတွေပြီးွားရင်လဲအဲဆင်ပြေတော့မှာပါမှုန်တိုင်းပြီးွားရင်လေးပြီးတော့ဆိုတာလာမှာပဲအဲအကောင်းဆုံးနေဖြစ်လာမှာပါလို့ယုံကြည်ပါတယ်အဲ့တော့အရန်ချက်ဖို့ကောင်းတဲ့အကိုတွေမောင်တွေညီမတွေအများကြီးရှိတယ်ဆိုတော့ဟိုစိတ်ချမ်းသာပါတယ်အဲဘိုးရဲ့ရှစ်ဆက်ပြီးတော့လဲအလုပ်တွေအများကြီးလုပ်အောင်မှာအဲဘိုးဘိုးမှာလက်ခံထားရလို့အများကြီးရှိပါတယ်ကိုရဲ့ရည်သားဟောကိုနာကျင်အောင်တနက်နဲ့တက်လိုက်တာတော့မှတနက်နဲ့အာဆိုရင်ဒါပေမဲ့ ချစ်ဘူးခဲ့မြောင်းတော့မရဘူးအကြောင်းတင်းတော့အဲအဲ့လိုမျိုးဘိုးတီသားတွေချက်ဖို့လဲနောက်တစ်ခုရှိသေးတယ်ဘိုးတို့တီသားတွေကတော့ဘိုးဝါသနာပါတယ်အဲ့လိုမျိုးဟိုတီသားတွေဒီဝါလီရွှေမတိုင်ကတီသားတွေချက်ပြေအောင်ပါနောက်တစ်ခုထက်ကြံသေးတယ်ချစ်ဘူးခဲ့သမျာနောင်နာမရခဲ့ပါချစ်ရတနေ့တော့မင်းပြန်လာမလားအဲ့တော့အပိုက်သစ်ထည့်ထားတယ်ကောင်ထက်နဲ့ တချင်းမှာလည်းအဲ့လိုအပိုက်သစ်တွေထည့်ထားရတယ်ဗီတာမင်နဲ့ဖတ်စလတ်မှာလည်းအပိုက်သစ်တွေထည့်ထားရတယ်ဆိုတော့ဟိုဟိုပို့ပို့ချင်းနေပြန်နှောင်းတဲ့အချိန်မှာပို့အများနဲ့လေးတယ်မလားအဟောင်းကြီးပဲအများနဲ့မပေးကြင်ပို့အသစ်အသစ်ကလေးတစ်ခုတော့ပေးကြင်တယ်အဗီ1လေးချိုးမှာလည်းဒါအုပ်ဆိုးခန်းနဲ့ဒါပထမဆုံးစုံမယ်နောက်ပြီးတော့ performance နဲ့ performance တွေကလည်းဒါပထမဆုံးပွဲလာမှကြည့်ရမယ် performance ဆိုတော့ပွဲကိုလာကြည့်ပါ romantic season ကထားတယ် romantic season လေးပေါ့နော်အဲဦးပြပြနားထောင်ကျင်တယ် performance မိုက်စားရင်းနဲ့အာဒီအနုပညာရှင်တွေကလည်းအများကြီးဆိုတော့ပွဲကြီးကအရင်မြိုင်နေမှာလာခဲ့ပါမလိုက်အောင်လိုက်ရမှာနော် တော့ဒီပွဲကိုစပြီးလို့ခဲရပြင်းစင်နေရကြပြီဒါပေမဲ့အကားကဘူတခြားပွဲတွေမှာကရင်ကရင်နဲ့အကျင့်ရတော့ဖြစ်နေရပါဘောဒါပေမဲ့အဲတကယ်ပွဲနေ့မှာကြာတော့ဘူရော performance နဲ့အဲအစ်စ်တွေပေါ့ဟိုဒီပရိသတ်တွေကိုကိုရီးယားဒီရိုးရိုးကတာမဟုတ်တော့ဘဲနဲ့ things လေးတွေချင်းချင်းမွားရယ်ဘောနော်အဲ့လိုမျိုးဟာလေးတွေပါထည့်သွင်းရဆိုတော့နည်းနည်းကတဲ့ပိုင်းရနည်းနည်းလေးဟိုနည်းနည်းပြောင်းတာရှိရယ်နောက်တခြား version လေးတွေပြောင်းသွားရှိရယ်အဲတခြား version လေးတွေပြောင်းနေအောင်မလို့သူတို့ like ကရတာဘူလည်းအများကြီး ဟိုဟိုပြောင်းလဲပြီးကရတာဆိုလေဟိုအကအကောက်ကွက်တွေကမမှန်ပြီးမှောက်ဆိုလို့တော်တော်လေးကိုတော့ကြိုးစားရတယ်။အကြီးကကရင်းနဲ့ဆိုတာခတ်ခတ်တယ်တော်တော်ခတ်တယ်။အာကပြီးတော့ဟိုကကောင်းလေးဆိုနေဖို့ဆိုတော့အရန်ကိုလေ့ကျင့်မှရအောင်ပေါ့နော်။ဟုတ်ဟုတ်ပွဲစီစဉ်တာတွေမပြီးသေးဘူး။ တနအစားလျှော့ရတဲ့ဘိုင်းနေမှာလဲတော်တော်စခက်ခဲပုံမှန်ဆိုရင်အစားရမ်းလျှော့ရမစားကျင်တဲ့ကြက်သားစပြုတ်လေးစားရတာလို့သိရမလားရွက်ကလေးနဲ့အစင်ပြောင်းဖြူရဲတွေစားစားချုံမှုဖြတ်အော်ဝိတ်တွေချရတာတမောက်နေမကောင်းတာလည်းဈာမောက်ပါသေးတယ်နေမကောင်းတော့အမလေလူကအရန်ပြိုင်သွားပါဘောနော်စိတ်ပင်ပန်းမှုတွေရောပါအောင်လဲဆိုတော့ဒီ1လေး show တစ်ခုလုပ်ဆိုတာလေရန်ဟိုမလွယ်ဘူးပေါ့နော်အဲအဲ့တော့ပိုးလဲလေဟိုဟို1လေး show အကြကြီးနေမှာလုပ်ဖြစ်တာပေါ့နော် အာပိုက146ခွန်ကနေပြီးတော့စချတာကို3လဟွာလောက်ကြာတယ်ဟို130ဖြစ်သွားပြီဆိုတော့16ပေါင်လောက်တော့ကြာတယ်16ပေါင်ကြာဖို့အတွက်ကိုဘုမဟိုဟောအဲစားငတ်ခံငတ်ခံရတာဟောတနေ့တနေ့လေးဟာကြရင်တနေ့မှထမင်းလုံးကမစားဘဲနဲ့အဲအဲ့လိုဟိုအားရှိမဲ့ဟာလေးတွေနည်းနည်းစားပြီးတော့တနေ့လုံးနေရတော်တော် short short ရတာ ာရေခုံနဲ့ပဲပြောမိနေတဲ့ခါရိုးရိုးရှိုးဆိုတော့ရေမခုံဒီပွဲကြတော့လေကြောက်မယ်ဆိုရင်ဟိုဟာဟိုကွတ်တော့ဝမ်လီရှိုးဆိုတာဘာပြောပြောလေသမလား level ဟိုမှတ်တိုင်တစ်ခုလုံးဖြတ်လိုက်အောင်လို့ဖြစ်သွားဂိုးကြီးတစ်ခုกว่าဒီလားအဲ့ဂိုးကြီးတစ်ခုကိုဖြတ်ရမှာဆိုတော့ဆက်ဆက်ရရပါပဲဘိုးတို့ကလေဝမ်လီရှိုးကြီးကြီးဆိုတော့ဟိုရေခုံတာပေါ့နော်ပြုတ်ပါဒါဘိုးဘိုးရဲ့ဒါဒုတိယမြောက်ဝမ်လီရှိုးဆိုတော့ နှစ်ပေါင်းဒီ12နှစ်အတွင်း13နှစ်အတွင်းမှာဘောကဒါဒုတိယရန်ကုန်မှာဝမ်းလင်ရှိုးလို့တော့ဆိုကို့အတွက် excited အရန်ပို့ဖြစ်တာပေါ့နော်ဒါပေမဲ့အကောင်းဆုံးဖြစ်မှာပါဘို့ယုံကြည်ပါရဲ့ကိုတို့လည်းအများကြီးကြိုးစားဟာပဲအာဘို့ရဲ့ဘို့တို့တင်းတစ်ခုလုံးကအများကြီးကြိုးစားဟာတယ်ဖြစ်တဲ့တဲ့ကြောင့်ပရိသတ်ကလည်းကြည်ရနေကိုတန်နေဆိုတဲ့ feeling ကိုရအောင်မှာဟာပို့ပို့ပွဲကြည်ရမိုက်လိုက်တာဆိုတော့ဟိုအဲ့အဲ့ဒီခံစားချက်ကိုဘို့ကပေးကျင်တာအဓိကအဲ့ဒါပဲ ပျော်တရားကောင်းတဲ့ဝမ်းလေးရွှေတစ်ခုလုံးဖန်တီးသွားမှာပေါ့နော်ဟုတ်ပင်ပိုအဲ့ဒီဟာတွေအကုန်လုံးလည်းဟိုအမှတ်တရအနေနဲ့ဘို့ရိုက်ကူးရေးလို့ပြီးတော့ဘို့ရဲ့ဒီ YouTube တွေမှာတော့ပြန်တင်မှာပေါ့နော်